ခန်းနေဝေးရငလျင်တွန်အလူငွေတွေကုန်ဘယံမတာဖြောင်းလူနေတယ်ဆိုပြီးဝေဖန်ထောက်ပြလိုက်တဲ့ဇွန်နီလာထိန်ပရိသတ်ကြီးများလုံးမဲမင်္ဂလာပါရှင်ပွဲတိုင်းကြော်လို့တောင်းနမေပြောင်းရနေတဲ့ဇွန်နီလာထိန်ကတော့မြန်မာနိုင်ငံကလေးဘေးနဲ့ပတ်သက်ပြီးလှူဒန်းမှုတွေလုပ်နေတဲ့မြန်မာနိုင်ငံရဲ့ပရဟိတမိခင်တီခန်းနေဝေးအားသူမရင်မကျေနပ်ချက်တွေကိုဝေဖန်ထောက်ပြလာခဲ့တာပဲဖြစ်ပါတယ် ။ဆွန်နီလာထေးကတော့ကိုရီးယားနိုင်ငံမှာရောက်ရှိနေတာဖြစ်တဲ့အတွက်မြန်မာနိုင်ငံကငလင်ထန်ကြီးကိုတော့မခံစားခင်ရပါဘူး။ဒါပေမဲ့ဇွန်နီလာထေးကတော့သူမကိုယ်တိုင်ငလင်တန်းကိုမခန်းစားလိုက်ရပေမယ့်အင်တာနက်ပေါ်မှာမြန်မာနိုင်ငံရဲ့ရင်းနှီးပွဲဖြစ်ပျက်တွေကိုကြည့်ကထပ်တူခန်းစားရပြီးအိမ်မပျော်စားမဝင်ဖြစ်နေတာပါလို့ပြောလာခဲ့ပါတယ်။ နောက်ပြီးငလင်ပေးတဲ့ပြည်သူတွေကိုသူမကိုယ်တိုင်ကိုချင်းလက်ရောက်ကုညီကယ်ဆယ်မှုတွေမပေးနိုင်မိမယ်။အမှန်တကယ်လိုအပ်တဲ့နေရာတွေကိုအကျိုးပြုနိုင်ရန်အလူငွေ73သိန်းချက်ကိုလည်းလူဒန်းခဲ့တာပဲဖြစ်ပါလေ။ဇူနီလာထေကတော့ငလင်ပေးအတွက်ကိုယ်တိုင်လည်းလူဒန်းခဲ့တယ်လို့သူမရဲ့ထုံးစံတိုင်းဝေဖန်ထောက်ပြမှုတွေလည်းလုံလာခဲ့တာပါ။ ဇွန်နီလာထဲကခိုင်နှင်းဝေရာအလူငွေနဲ့ပတ်သက်ပြီးထိထိရရမဆောင်ရွက်နိုင်မှုဗယံမရာနိုင်နေဆိုပြီးသူမရဲ့မြင်ကုန်ဝေဖန်ထောက်ပြပြောဆိုလာခဲ့တာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံမှာပရာဟိတမိခင်ချီလိုတော့တင်စားခေါ်ဝေါ်ကြတဲ့ခိုင်နှင်းဝေကလည်းငလင်ပေးတွန်လက်မနေခဲ့ပါဘူး။ ။ဒါပြင်ခိုင်နင်းဝေရဲ့ပြာဟိတအဖွဲ့အစည်းတွင်နမကြီးမင်းသားမင်းသမီးတွေစီးပွားရေးလုပ်ငန်းရှင်တွေများစွာကူညီပါဝင်ခဲ့ကြတဲ့အတွက်အလူငွေပေါင်းသိန်းပေါင်း၄000ကျော်လောက်ရရှိခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်ခိုင်နေဝီအနေနဲ့လူဝဲတဲ့နေရာတွေမှာကိုယ်တိုင်ကိုယ်ကျတွားရောက်လူဒန်းနိုင်တာပဲဖြစ်ပါတယ်။ခိုင်နေဝီရဲ့လူဌာနတွေအတွက် အားလုံးကဝမ်းမြောက်ဝမ်းသာတာဓုခေါ်ကြပါမိမယ်။ဇူနီလာထေးကတော့သူမရဲ့အမြင်တွေကိုဝေဖန်ပြောဆိုလာခဲ့တာပါ။ ဇွန်နီလာထင်းအနေနဲ့ခိုင်နှင်းဝေဟာအလူငွေသိန်းပေါင်း၄000ကျော်လောက်ကိုစီးစနစ်တကျနဲ့အမှန်တကယ်လိုအပ်တာတွေမလုပ်ဘဲပယံမာရာနဲ့အကုန်လူဖြစ်တယ်။ခိုင်နှင်းဝေလိုလူမျိုးကတော့ကုမဲသူရှင်ရင်ကလေးကဆလှူတတ်တယ်ဆိုပြီးပြောလာခဲ့တာပဲဖြစ်ပါတယ်။ ခိုင်နှင်းဝေနေတဲ့မန္တကယ်ဆိုရင်တီထပ်ပိုပြီးစီစနစ်ချက်ချနေနိုင်နိုင်နေနေလှုပ်ဆောင်နေတယ်။အခုတော့ငွေတွေသာကုန်သွားပြီးမထီရောက်လိုက်သလိုပဲဆိုပြီးသူမရဲ့ဘဝမချမှုတွေကိုထုတ်ပြောလာခဲ့တာပဲဖြစ်ပါတယ်။စနီလာထီးကသူမဆုံရင်အလူငွေ73သိန်းကိုထိထိရောက်ရောက်နဲ့အမန်တကယ်လိုအပ်တဲ့သူတွေစီကိုကူညီနိုင်ခဲ့တယ်။ ထိုင်းနင်းဝေစီမှာပါဝင်လူတန်းကြတဲ့အမှုပညာရှင်တွေကတော့ certificate တစ်ခုအတွက်သာအရင်ကြီးနေဆိုပြီးတည်ဝုံလာခဲ့တာပဲဖြစ်ပါတယ်။ဇနီလာသေးကိုထောက်ခံနေကြတဲ့သူတွေကလည်းခိုင်နင်းဝေကိုပြောချင်နေကြတဲ့စကားတွေကိုသူတို့ကိုစားပြောပြလို့ကျေးဇူးတင်နေကြသလိုအများစုကတော့ဇနီလာသေးကိုငွေလေး73သိန်းလူပြီးဆရာကြီးဆိုင်ဖမ်းနေတယ်လို့ပြောလာကြတာပဲဖြစ်ပါတယ်။ ခိုင်နင်းဝေရဲ့လူတန်းမှုကပယံပရာနိုင်နေဆိုရင်မြန်မာနိုင်ငံကိုပြန်လာပြီးခိုင်နင်းဝေလိုကိုထိလက်ရောင်ကိုကြီးကယ်ဆယ်လူတန်းမှုတွေလောက်ပါလားဆိုပြီးတုံ့ပြန်လာကြတာပဲဖြစ်ပါတယ်။နောက်ပြီးဇွန်နီလာထင်းအနေနဲ့ကိုရီးယားနိုင်ငံမှာနေထိုင်နေတဲ့သူဖြစ်ပါလေ။ဥပိန်တရာအောင်မှာတံမြတီးတုံရောင်နဲ့ကိုဝင်တဲ့မတ်ဖတ်ဒီမာလောက်တောင်စေတနာမထားဘူးဆိုပြီးမတ်ဖတ်ဒီမာနဲ့ရှင်ကစွန်ကြီးလောင်းနေကြတာပဲဖြစ်ပါတယ်။